်အလုံးမင်္ဂလာပါမက်စကိုက်အမားကြိုဆိုပါရယ်ခရစ်တင်ကန်းစာကတော့ grade 7 mass 2အခန်း9ရေခေါင်းစဉ်ကတော့5.5နော်စဝိုင်းတစ်ခုကြီးဘဟုနိုင်အဦးမတစ်ခုကခံစားနိုင်တောင်းကြောင်းကိုလေ့လာပါမယ်တင်ကန်းစာမတော်ခင်မှာတောင်းအမျိုးအစားလေးတွေတစ်ချက်ပြန်လေ့လာကြည့်အောင်တောင်းမှန်ဆိုတာပါလေတောင်းမှန်ဆိုတာကတောင်းတစ်ခုက60ဒီဂရီဖြစ်လို့ရှိရင်ဒါလေးကိုတောင်းမှန်လို့ခေါ်မယ်တောင်းကျယ်ဆိုတာကကျတော့ဖြစ်ပေါ်လာတဲ့တောင်းလေးဟာ 90ဒီဂရီထက်ကြီးသွားတယ်ဒါပေမဲ့10ဒီဂရီအောင်ငယ်တယ်။ဒီနေ့အဖြစ်90ဒီဂရီနဲ့10ဒီဂရီကြားမှာကြောက်နေတဲ့ကြောက်တောင်းကိုတောင်းကျင်လို့ခေါ်တယ်။တောင်းဖြောင်းဆိုတာကတော့ဒီမြင်းဖြောင်းတစ်ခုပေါ့နော်။တောင်းဖြောင်းကဒီတောင်းလေးက10ဒီဂရီဖြစ်မှာတီတာက90ဒီဂရီဖြစ်မှာ။တောင်းပြန်တောင်းပြန်ဆိုတာကဖြစ်ပေါ်လာတဲ့တောင်းဒီတောင်းဖြောင်းတဲ့ကိုကြီးသွားတယ်။ဒီနေ့အဖြစ်ပြောမယ်ဆိုရှင်10ဒီဂရီနဲ့360ဒီဂရီကမှတီရှိရဲ့တောင်းကိုတောင်းပြန်တောင်းလို့ခေါ်တယ်။ တောင်းချင်းရကြတော့ဖြစ်လာတဲ့တောင်းလေးဟာ0ဒီဂရီနဲ့ကြီးမယ်60ဒီဂရီရောက်ငယ်မယ်အဲ့ဒါကိုတောင်းချင်းလို့ခေါ်တယ်ဗောနော်အဲဒီတော့တောင်းအမျိုးအစားတည်ပြီဆိုတော့ခိုးကအဝုံးဝိုင်းခန်းဆောင်တောင်းဆိုတော့ဆက်ပြီးလေ့လာကြမှာနော်ဒီပုံလေးမှာဆိုလို့ရှိရင်ဘဟုအိုရှိတယ်ဆက်ဝုံးပေါ်မှာအမတ်ကလေးတွေရှိတယ်ဒီပုံလေးတူတူပဲဘဟုကဖြီးဗောနော်ဒီမှာဆောင်းမှာအမတ်တွေရှိတယ်အဘဟုမှာခန်းဆောင်တောင်းဆိုတော့ဘယ်လိုမျိုးတောင်းခေါ်လဲဘိုးရခန်းဆောင်တောင်းကို central angle လို့ခေါ်မယ် စောပိုင်းတစ်ခု၏အစွန်းနှစ်ဖက်ရှိအမှတ်များနေတဲ့ဘဟုကိုဆက်သောအချင်းဝက်မြင်းနှစ်ချောင်းတို့ကြားရှိတောင်းကိုဘိုးမခံဆောင်တော့ခေါ်တယ်ဒီပုံမှာဆိုလို့ရှိရင်က OA နဲ့ OB ဆိုတာအချင်းဝက်လေးပေါ့နော်ဒီနှစ်ခုကဘဟုမှာဆုံးလို့ဖြစ်လာတဲ့ကြားတဲ့တောင်းဒါလေးကိုဘိုးခံဆောင်တော့ခေါ်မယ်အနည်းအားဖြင့် down AOB ပေါ့နော်ဒီ down AOB ဒီအဝန်းပိုင်းဒါလေးကအဝန်းပိုင်းလို့ခေါ်မယ်အဝိုင်းပိုင်းငယ်ဒီဘက်ကအဝိုင်းပိုင်းတစ်ခုစာအဝိုင်းပိုင်းကြီးပေါ့နော်အဝိုင်းပိုင်းငယ် AHB ကနေမှဘိုးမခံဆောင်တော့ဖြစ်တယ်ဒီဘက် စောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတော့ကဒီမှာရှိရတောင်းပြန်ဒါတောင်းပြန်ဆိုတော့ခုနပြောထားတဲ့အတိုင်းပဲ180ဒီဂရီနဲ့360ဒီဂရီကြားမှာဖြစ်ပေါ်တဲ့တောင်းကိုတောင်းပြန်လို့ခေါ်တယ်တောင်းပြန်တောင်းပြန် CPD ဒီတောင်းပေါ့နော်ဒီတောင်းလေးကကျတော့ဒီအဝန်ပိုင်းကြီး CYD ကဘိုးမှာခံစားရတောင်းဖြစ်တယ်ဘိုးခံစားရနှမျိုးရှိမယ်ဒါလေးကအဝန်ပိုင်းငယ်ကခံစားရတောင်းဒါကကျတော့အဝန်ပိုင်းကြီးကခံစားရတောင်း ။ဝန်မိုင်းချင်းခံစားရတာတောင်းပန်ဖြစ်မယ်။ဝန်မိုင်းငယ်ခံစားရတာကတောင်းချင်းလေးဖြစ်တယ်ပေါ့နော်။ဒီပုံ5.9မှာဆိုလို့ရှိရင်၄ကျို AB ရှိမယ်။ AB ကဒီမှာဒီစပိုင်းကြီးတစ်ခုကိုအပိုင်းနှစ်ပိုင်းဖြစ်လိုက်ဒီမှာဆိုရင်ဝန်မိုင်းငယ် AB ဖြစ်လာပဲ။ဘောဟာဝန်မိုင်းကြီးပေါ့နော်။ဝန်မိုင်းကြီး AB မှာမှ point လေးထပ်ရှိမယ်။ဒါကဒီဝမ်ပိုင်းကြီးကို APQRB လို့ခေါ်မယ်။အဲ့ဒါကိုဘာခေါ်လဲဆိုစဝိုင်းပြက်လို့ခေါ်ရဲ။ဒီစဝိုင်းပြက်ထဲမှာ တောင်းတောင်းတောင်းရှိတယ်တွေ့ရမယ်တောင်း APB တောင်း AQB တောင်း ARB တုံးခုရှိတယ်ဒီတုံးခုကိုဘာခေါ်လဲဆိုလို့ရှိရင်စပိုင်းပြတ်တစ်ခုတည်းမှာရှိတောင်းလို့ခေါ်မယ် inscribed angle ဆိုခေါ်မယ်ခုနကတော့အခေါ်ဝေါ်ပေါ့နော်ဟိုဟိုမှာခံစားတော့တော့ဘာလဲတောင်းပြန်ဆိုတာပါလေနောက်ခါအဝေါ်မိုင်းတစ်ခုကခံစားတော့တော့ဘာလဲဆိုတာကိုပြောပြတော့ခုဒီမှာじゃပါလဲဒီပုံတော့ပုံမှာမတူညီရတွေ့ရမယ် အခုဒီမှာကြဘူမခန်းဆောင်တော့တောင်းနေအဝိုးမိုင်းမှာခန်းဆောင်တောင်းရင်ဆက်တွေ့ချက်ကိုလေ့လာကြအောင်เนาะပေါင်းစုံနံပါတ်၁ပုံလေးကိုလေ့လာကြည့်အောင်ဒီမှာဆိုလို့ရှိရင် center o ရှိမယ်အဝိုးစုံဝန်းမှာအမှတ်တွေ pqr ဆိုတဲ့အမှတ်ရှိတယ်အာ p နဲ့ q ကို center ဝန်းနဲ့ဆက်လိုက်လို့ op နဲ့ oq ကိုချိန်ဝဖြစ်လာတယ်။ဒီချိန်ဝကခုစုံလို့ဖြစ်လာတဲ့ဒီတောင်းလေးကဒါဘိုးဘိုးမှခန်းဆောင်ရတဲ့တောင်းပေါ့နော်။နောက် p နဲ့ q အဝန်းပိုင်းကဒီမှာလေဒီဘက်ကျန်ရှိတဲ့အဝန်းမှာခန်းဆောင်ရတဲ့တောင်းတစ်ခုရှိလာမယ်။တောင်း p r q ရှိမယ်။ ဒီတောင်းတစ်ခုကဆက်လက်ချက်ကပါလေအဲ့တော့တိုင်းကြည့်လိုက်တယ်ဘိုးမခစားတော့ POQ တိုင်းလိုက်တယ်နောက်အဝုံးမခစားတော့ PRQ တိုင်းလိုက်တဲ့အခါမှာဘိုးခစားတော့ကအဝုံးမခစားတော့ရဲ့နှစားရှိတယ်ဆိုတော့တွေ့ရမယ်ဒါဆက်လက်ချက်တစ်ခုပေါ့နော်ဒါလေးကတော့လက်တွေ့တိုင်းကြည့်လိုက်တယ်ဒါလေးကအဝုံးမရဲ့ PQ ပေါ့နော်သူကဘိုးမခစားတော့တော့ POQ တိုင်းလိုက်တယ် ATDQ ရရတယ်တဲ့အဒီအဝုံးမရဲ့ PQ ကပဲဂျန်တဲ့အဝုံးမကြီးမှာခံဆောင်ထားတဲ့တော့ဖြစ်ပေါ်လာတဲ့တော့ တောင် PRQ တန်းလိုက်တာ40ပဲရှိနေ။နောက်တစ်ပေါက်နောက်တစ်ကြောင်ဆွဲတာ PSQ တန်းလိုက်တာ40ဖြစ်တယ်တဲ့။ဒါကြောင့်မို့လို့ဆက်တဲ့ချက်ကပါလဲဆိုရင်ဘိုးမခန်ဆောင်တောင်းတောင်း POQ ကအဝမခန်ဆောင်တောင်း PRQ တို့မဟုတ်တောင်း PSQ ရဲ့လက်စရှိတယ်ဆိုတော့တွေ့ရတယ်။ဒါမှငွေကြေးတစ်ခုပေါ့နော်။နံပါတ်1ပုံလေးကြည့်မယ်ဆိုရင်ဒါ PQ ကအချင်းချင်းလေ O ကဘိုးလေးဒီတော့အရှင်းမတင်ရစာတင်ပြီးတော့ပြီ။အချင်းချင်းကနေမှ ဆော်လိုင်းချက်တစ်ခုထွက်လာမယ်ဆော်လိုင်းရဲ့တစ်ခုအတွင်းမှာရှိတဲ့တောင်းတောင်းက50 dB တောင်းမှတစ်ခုဖြစ်တယ်ဆိုတော့တည်ပြီးတော့ပြီးဒီပုံလေးပါဆိုတောင်း PRQ က50 dB ဖြစ်တယ်နော်နောက်ဒီအချင်းချင်း POQ ဆိုတော့ဒီမှာဖြစ်တဲ့တောင်းလေးပါလဲဆိုတော့ဒါမင်းဖြောင်းဖြစ်တဲ့ကြောင့်မလို့ဒါတောင်းဖြောင်းဘူးနော် dash 50 dB ဖြစ်တယ်ဒီပုံဝင်ရဆိုလို့ရှိရင်လေဘုံမှာခန်းစားတဲ့တောင်းကိုတောင်းဖြောင်းဟာဒီဘက်မှာရှိတဲ့တောင်းရဲ့နှစ်ဆဖြစ်တယ်ဆိုတော့တွေ့ရတယ်နောက်နံပါတ်3ပုံလေးလေ့လာကြည့်မယ်နံပါတ်3ပုံလေးပါကြတော့ ဒီ down p o q လေးရတာ down ပြန်ဖြစ်နေတယ် down ပြန်ဆိုပေမဲ့သူက down ပြန်ဆိုတာကလေဒီအဝန်းပိုင်းကြီး p s q ကဘောမခန်းစားတဲ့ down ကိုသူက down ပဲဖြစ်နေဒီဘောမခန်းစားတဲ့ down တိုင်းလိုက်တယ်နောက်ပြီးတော့ဒီဝန်းပိုင်းကြီး p s q ကဒီမှာကျန်တဲ့အဝန်းပိုင်းမှာခန်းစားတဲ့ down p r q ဆိုတာရှိရဒီ p r q တိုင်းလိုက်တယ်တိုင်းလိုက်ခါမှာဒီမှာရလာတဲ့ down ပြန် p o q က p r q ရဲ့နှစ်ဆဖြစ်နေအောင်တွေ့ရမယ် ဒါကတော့လက်တွေ့ဆိုင်တာပေါ့နော်တောင်းပြန် PO ကျူတာက210 degree ရှိမယ်တဲ့နောက်တောင်း PR ကျူတာက105 degree ရှိတယ်ဒါကြောင့်မို့လို့ဆက်ရကျက်ကတောင်း PO ကျူတောင်းပြန်တောင်းကအဝမခံစားတော့ရဲ့မဆရှိရဆိုတွေ့ရတယ်ဒီကနေ့မှာမှန်ကန်ချက်တစ်ခုကပါလဲဆိုဆဝိုင်းတစ်ခုတွင်အဝမိုင်းတစ်ခုကဘောမခံစားတော့တောင်းဒီရေးဝမ်းပိုင်းအဝမိုင်းအဝမိုင်းကတူရမယ်အဲ့ဒီဝမိုင်းကကြံဝမိုင်းပေါ်ရှိအမတ်တစ်ခုကခန်းစားတော့ရင်လက်စားရှိနေဆိုတော့မင်္ဂလာချက်ကိုသိရှိရမယ်ပုံစံတက်လေ့လာကြည့်အောင် ပြတဲ့ပုံမှာအိုဘိုးကြီးဆက်ဝိုင်းပေးထားတယ်တဲ့ဒီမှာကကြီးက h က120 degree ဖြစ်လို့ရှိရင် y ကိုရှာပေးရမယ်ခကွေးက y က35 degree ဖြစ်လို့ရှိရင် h ကိုရှာပေးရမယ်တဲ့ဒီပုံလေးကိုရင်ကြည့်မယ်ဆိုဘာတွေ့ရလဲဆိုရင်အိုဘိုးရှိတဲ့ဆက်ဝိုင်းမှာအချင်းဝက် oa နဲ့ ob ကြားလို့မဖြစ်လာတဲ့တောင်း x ဟာ oa မိုင် ab က o ဘိုးမှာခံစားရတောင်းဖြစ်တယ်ပေါ့နော်ဒါဒီဘိုးမှာခံစားရရပြီဆိုလို့ရှိရင် oa မိုင် ab ကမှာ ကျန်ဝါမှာခန်းစားတောင်းကိုရှာလိုက်တဲ့အခါမှာ y ဆိုတဲ့တောင်းတွေ့ရှိရတယ်။ဒါကြောင့်မလို့ x ဆိုတာ 2y ဆိုတဲ့စတဲ့ချက်ကိုသုံးပြီးတော့ရှာပေးရမှာနော်။ကကြီးတော့က x က120တိတဲ့ကြောင့်မလို့ y ရဲ့တန်ဖိုးထွက်လာမယ်။အိုးဘိုးကြီးစပိုင်းမှာနံပါတ်ကကြီးတော့က x ဆိုတာ 2y ဖြစ်တယ်။အဲဒီကြောင့်ဆိုတော့ဘိုးမှာခန်းစားတောင်းဒီအိုးမှာခန်းစားတောင်းကြီးနဆရှိတယ်ဆိုတဲ့စတဲ့ချက်။ x ကပေးထားတာ120ဒီဂရီပေးထားတယ်။ equal to 2y y ဆိုတော့60ဒီဂရီရပါပဲနော်။ ောက်တစ်ပတ်ခခွေးရက်ကမှဆိုဝိုင်းကိုပေးရတဲ့ x ကိုရှာခိုင်းတယ်။ဒါလည်းခုနဆက်တဲ့ချက်ပဲသုံးမယ် x ဆိုတာ 2y ဖြစ်တဲ့ကြောင့်မလို့ y ပေးရချက်ရှိတော့ x ကသူ့လိုရမယ်။အခွေးက x ဆိုတာ 2y ဖြစ်တယ်။ဆက်တဲ့ချက်ကဒါပဲရေးပေးရမယ်။ x ဆိုတာဘယ်လောက်လဲ2 into y တမပေးတာ35 degree ဆိုတော့ x က70 degree ရမှာเนาะ။အဲလေ့ကျင့်ငန်း5.4ကိုစပီးလေ့လာမယ်။ အောက်ပါအိုဘိုရှိစဝိုင်းမှာတဲ့ A B C D နောက် H နဲ့ Y တို့တန်ဖိုးတွေကိုရှာပါတယ်နံပါတ်1ကိုကြည့်အောင်နံပါတ်1မှာအိုဘိုရှိစဝိုင်းတစ်ခုပေးထားတယ် A B အချင်းချင်းတွေ့တယ် down B A C ကို40 degree ပေးထားတယ် H က down A B C နေရာမှာပေါ့နော်ဒီ H လေးကိုရှာပေးရမယ်အဲဒီစဝိုင်းပေးထားချက်တစ်ခုမှာတိတာက AB ချင်းမျိုးဆိုတာတိတယ် ဒီတော့စပားလမ်းတစ်ခုအတွင်းမှာရှင်းတောင်းတစ်ခုက60ဒီဂရီဆိုတဲ့အချက်ကတည်ပြီးသားဖြစ်တဲ့အဲ့ချက်ကိုတည်ပြီးတော့ဒီတောင်း ACB ဆိုတာ60ဒီဂရီကျလာမယ်။အဲ့လိုပဲဆိုလို့ရှိရင်ဒီတတိယ ABC မှာတောင်း3တောင်းပေါင်းရင်180ဒီဂရီဆိုတာတည်ပြီးသားဖြစ်တဲ့တောင်း2တောင်းတည်ပြီးသားကြောင့်မလို့ A ကိုရှာလို့ရတာပြီ။ဒါလည်းတွေ့ကြည့်အောင်။ဒါကပေးလာချက်တွေပေါ့နော်ပေးလာချက်ကတော့အချင်း ABC ဆိုတည်ထားတယ်။နောက်တောင်း BAC ကို60ဒီဂရီပေးထားတယ်။ ရှာရန်ဟာ AC တန်ဖို့ရှာမယ် AB ဟာအချင်းမဖြစ်တဲ့အဲကြောင့်မတော့ ACBD စပိုင်းရဲ့လက်ရှိတောင်းဖြစ်တယ်ထို့ကြောင့်တောင်း ACB 50ဒီဂရီရမယ်တတိယ ABC မှာတောင်း BAC က40ဒီဂရီရပေးလိုက်ချက်တောင်း BAC ရဲ့တောင်း ACB ရဲ့တောင်း ABC ဘောင်းတက်ရှိစေရမယ်အဲကြောင့်ဆိုတော့တတိယအတွင်းလောက်မှာပေါင်းလာဖြစ်တယ် BAC နေရာမှာ40ဒီဂရီထည့်မယ်တောင်း ACB နေရာမှာ50ဒီဂရီထည့်မယ်တောင်း ABC နေရာမှာ extend လုပ်တယ် ထည့်ပြီးတော့ရှာလိုက်တဲ့အခါမှာ is က50ဒီဂရီရမယ်အဖြေကတော့ is က50ဒီဂရီပေါ့နော်ဒါနံပါတ်1ပါနံပါတ်2ပုံလေးပေးထားတယ်နံပါတ်1မှာ center o ရှိမယ်အမတ်အဝန်းပိုင်းရောမှာ pqr ဆိုတဲ့အမတ်ရှိမယ်နောက် down por က x မှာပေးထားတယ်ဒီ x ဆိုတာဘာလဲဆိုရင်အချင်းဝက်ဖြစ်တဲ့ op နဲ့ or နဲ့ကြားထဲမှာဖြစ်လာတော့ဒါလေးကဘူကန်ဆန်တော့ပေါ့နော် အဲ့တော့ဒီဘက်ချမ်းမှာအဝန်းပိုင်းကြီး PR ကနေမှခံဆောင်ထားတဲ့တောင်းတောင်းပြန်တောင်းတစ်ခုရှိတယ်ဗျ PO ကဒီတောင်းပြန်တောင်းနဲ့ဒီဘက်အဝန်းပိုင်းမှာခံဆောင်ထားတဲ့တောင်း130ဒီဂရီနဲ့ဟာစတဲ့မိုးရှိတယ်ဘိုးခံဆောင်ထားတဲ့တောင်းဒီအဝန်းပိုင်းခံဆောင်ထားတဲ့တောင်းရဲ့နှဆရှိတယ်ဆိုတော့ဆက်ကြောင်တည်တယ်အဲ့ဆက်ကြောင်ကိုတုံးပြီးတော့ရှာပေးရမယ်ဒီပုံလေးမှာဆိုလို့ရှိရင်ဒီတောင်းပြန် PO ဟာဒါလေးပေါ့เนาะဒီတောင်းပြန်လေးဟာ အဝမိုင်း PR ကနေမှဘူမခံစားတော့ဖြစ်တယ်။ဒါပြလာချက်။နောက်ခါတောင် PQR ဆိုတော့110 degree ဆိုတာဒီအဝမိုင်း PR ကပဲကျန်တဲ့အဝမခံစားတော့ဖြစ်တယ်။ထို့ကြောင့်စတဲ့ချက်ရတောင်ပြန်တောင် POR ဒီတောင်လေးဒီဒါပြလာတဲ့တောင် PQR ရဲ့နှစဖြစ်တယ်။ဒါကြောင့်မို့ True and True တောင် PQR 110ပြလာတဲ့အဖြစ်က220 degree ရမယ်။နောက်ပြန်တော့ ဒါပေမဲ့မေကုန်းလိုချင်တာတော့ပြန်တော့လိုချင်တာမို့မေကုန်းက x လေးကိုလိုချင်တယ်။အဲ့ဆိုဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် x နဲ့ဒီတောင်ပြန်တောင် PO နဲ့ဟာစပိုင်းတစ်ပတ်နဲ့တောင်ဖြစ်နေတယ်360 degree ဒါကြောင့်မို့လို့ x plus တောင်ပြန် PO ဟာ equal to 360 degree ပဲကြောင့်ဆိုတော့စပိုင်းတစ်ပတ်လေးတောင်ပေါ့နော် x ကမတိခင်အပေါင်းတောင်ပြန် PO ဟာက120 degree ရှာထားပြီးတာ equal to 360 degree ဒါကြောင့်မို့လို့ x ကဘယ်လောက်ရလဲဆိုနှုတ်လိုက်တော့140 degree ရမယ် အဖြေက S က140 degree နောက်နံပါတ်2ဘေကွန်က၁၁ချက်ကဘိုးမခန်းဆနာတောင်းတယ်ဘိုးမခန်းဆနာတောင်းရဲ့နှစ်ဆဖြစ်တယ်ဆိုတော့၁၁ချက်ကိုသုံးထားတယ်။နောက်ပြီးတော့စဝိုင်းတစ်ပတ်လည်းတောင်းက360 degree ဆိုတဲ့အချက်ကိုသုံးထားပြီးတွက်ထားတယ်။နံပါတ်3လေးကိုဆက်ကြည့်ရအောင်။နံပါတ်3မှာကလည်းဘိုးဘိုးရဲ့စဝိုင်းတစ်ခုပေးထားတယ်။စဝုံးပေါ်မှာအမှတ်တွေ ABC လို့ဆက်အမှတ်တွေရှိမယ်။နောက်ဒီမှာတောင်း ADC ကို60 degree ပေးထားတယ်။ OA နဲ့ OC ကအချင်းဝက် ါကြောင့်မို့လို့ A ဆိုတာကအဝန်ပိုင် AC ကနေမှဘူမခါဆန္ဒတောင်းဖြစ်တယ်ပဲဒီတော့ A လေးကဘူမခါဆန္ဒတောင်းဆိုလို့ရှိရင်အဝန်ပိုင် AC ကကျန်တဲ့အဝန်ပိုင်ခါဆန္ဒတောင်း ADC နဲ့ဆက်ရတဲ့ဒုမရှိတယ်အဲ့တော့သုံးလို့ရမယ်ဒီပုံလေးပေါ့နော်ရှာရန်က AB ရဲ့တံခိုးရှာပေးရမယ်မှတ်ချင်မယ်ဆိုလို့ရှိရင်တောင်း AOC ဒီတောင်း A လေးပေါ့နော် A ဟာအဝန်ပိုင်ငယ် ABC ကဘူမခါဆန္ဒတောင်းဖြစ်တယ် အောင်ပြီးတဲ့ down ADC 60 degree ဆိုတာကလည်းအုံးပိုင်းရဲ့ ABC ရပဲကျန်ဝုံးမှာခံစားရတော့ဖြစ်တယ်။ဒါကြောင့်မို့လို့ဆက်တဲ့ချက်ရာဒီ A ဆိုတာက2 down ADC ရမယ်။ဒီတော့ A ဆိုတာကဘာလဲဆိုရင်2 in 2 down ADC က60 degree ပေးထားတယ်။1 30 degree ရပါပြီ။ဒါ A ရဲ့အဖြစ်ရပါပြီတကူ။ A အတွက်ရမယ်ဆို B ကိုဘယ်လိုရှာမလဲ။ဘိုးခံစားရတဲ့ down A ရဲ့နောက်တစ်ဖက်မှာ ဒီဝန်ပိုင်းကြီး ADC ကနေမှာဘိုးမခန်းစားလိုက်တော့တောက်ပြန်တော့ AOC ဆိုတာရှိမယ်ဒီတော့မြန်တော့ AOC ဆိုတာကဒီဘက်ဝန်ပိုင်း AC မှာခန်းစားလိုက်တော့ B ရဲ့နဆရှိရဆိုတဲ့ဆက်ချက်ကိုသုံးလို့ရမယ်ဒါတော့အရင်ဆုံးတောင်းပြန်တော့ AOC ကိုအရင်ရှာပေးရမယ်။နောက် AY ဆိုလို့ရှိရင်တောင်းပြန် AOC ကဘာလဲဆိုရင်360ရရမှာ A ရဲ့ပမာဏလုံးထားတော့140ဒီဂရီဆိုတော့ရမယ်။တောင်းပြန် AOC ဆိုတာက အဝန်ပိုင်း ADC ကဘုံမခန်းစားတာတောင်းဖြစ်တယ်။နောက်တောင်း ABC ကို B လို့ပေးထားတယ်။ဒါကြတော့အဝန်ပိုင်း ADC ရဲ့နေမှာကျန်ဝန်ကခန်းစားတာတောင်းထို့ကြောင့်ဆက်ရကြရတောင်းပြန် AOC ဟာ 2B ရမယ်။တောင်းပြန် AOC ဟာရှာရပြီးသားဖြစ်ရ140 degree equal to 2B ရမယ်။ဘီယိုလိုဂျီတက်ခါ140နဲ့ဆက်တော့120 degree ရမယ်။ အဖြေက A 120 degree B ရတယ်120 degree ဆိုဖြစ်မယ်။ဒါကနံပါတ်3ပုံစံလေးရဲ့ဖြည့်ရှင်းချက်ပေါ့နော်။နံပါတ်4ကိုဆက်ကြည့်အောင်။နံပါတ်4မှာကဒီပုံလေးပေးထားတယ်။ပေးထားချက်ကဘာလဲရှိမလဲဆိုတော့ Y ဆိုတာလေးကဘာတောင်းလဲဆိုတော့ OA နဲ့ OC ကအချင်းဝဲတစ်ခုချောင်းဖြစ်တဲ့ကြောင့်မလို့ Y ဆိုတာကဒီ1 by AC ကနေမှဘဟုမခံစားနာတောင်းဖြစ်တယ်။သူနာတက်ဆိုင်တဲ့1 by AC ကနေမှကျန်1 by မခံစားနာတောင်းရှိမရှိရှာလိုက်တဲ့အခါမှာ x ဆိုတာရှိနေတယ် y ဆိုတာက x ကနှစ်စာဖြစ်တယ် y ဆိုတော့ 2a ဆိုတာဆက်တဲ့ချက်တစ်ခုရမယ်အဲ့တော့ x ကိုအရင်ဒီမှာရမယ် x ဒီဘောရဒီမှာ d ဆိုတဲ့ဝန်ထိပ်မြင့်ဆိုတာတစ်ခုရှိမယ်ဒီမှာ degree လေးပေးတာ65 degree ရဲ့ x ရဲ့85 degree ရာဒါလေးက down ဖြောင်းဖြစ်နေမယ်ပြတော့တောင်ဖြောင်းဆိုတာတက်ဆက်ဒီပြဆိုတာတည်တယ်ဒီချက်ကနေမှာ a ဆိုတာလို့ရှာလို့ရပြီတို့ကြည့်အောင်ဟောပုံပေးတာချက်ရပါတော့เนาะတောင်ဖြောင်း db ဒါလေးကတောင်ဖြောင်းပေါ့เนาะတောင်ဖြောင်း db က YD ဒီဂရီရမယ်65ဒီဂရီရဲ့ AS ရဲ့95ဒီဂရီပေးထားတယ်တရား70ဒီဂရီရှာရတဲ့အခါမှာ AS ကဘလောက်ရလဲဆို40ဒီဂရီရလာပြီးတော့ Y ဆိုတာကအဝန်ပိုင်း AC ကနေမှဘူမကန်စရတောက် X ဆိုတာကတော့အဝန်ပိုင်း AC ကနေပဲဂျန်ဝန်ပိုင်းမကန်စရတောက်ထို့ကြောင့်စတဲ့ချက်ပိုင်းရမှာ Y ဆိုတာ 2x ဖြစ်မယ်2 into 40ဆိုတော့80ဒီဂရီရမှာအဖြေက X က40ဒီဂရီ Y က80ဒီဂရီရမယ် နံပါတ်5ပုံလေးကိုကြည့်ရအောင်။နံပါတ်5မှာမတိခင် ABC တွေရှိတယ်။ ABC တန်ဖိုးရှာပေးရမယ်။ပေးလာချက်ကပါရှိလဲဆိုတော့ဒီမှာအဝမိုင်း CD ရဲ့ဒီမှာဗဟိုမှခန်းစားတော့110 degree ဆိုတော့ပေးထားတယ်။ဒီတော့ဗဟိုမှခန်းစားတော့တိပြီဆိုလို့ရှိရင်ဒီအဝမိုင်း CD ကနေမှာကြံအဝမိုင်းမှာခန်းစားတော့ရှိမရှိဆိုတော့ကြည့်လိုက်တဲ့အခါမှာ A ဆိုတော့ဆက်တွေ့ရမယ်။ဒီတော့ဒီဗဟိုမှခန်းစားတော့ COD ဆိုတာလေးက A ရဲ့လက်ဆဆိုတဲ့စာချုပ်သုံးပြီးတော့ A ကိုရှာလို့ရပြီ။ဒါ B နဲ့ C ကသတိကံ BOE မှာရှိနေတာတွေ့ရတယ်။သတိကံ BOE မှာ OB နဲ့ OE ဆိုတာလေးကအချင်းဝက်လေးပေါ့နော်။အချင်းဝက်ဆိုတော့ OB နဲ့ OE ရဲ့တူနေမယ်။ဒီသတိကံ BOE မှာနှစ်နားညီတော့နှစ်တောင့်ညီတယ်ဆိုတော့ဒီဘောက B နဲ့ C နဲ့တူနေမယ်။ဟုတ်။ B နဲ့ C ကတူတော့တိဖို့အတွက်တောင်းတောင်းတော့တိဖို့လိုအပ်မယ်။ ီးတော့ဒီ down BOE ဆိုတော့ဘယ်ရရမလဲဆိုတော့ပေးထားတဲ့ဘိုမခန်ဆန္ဒတော့ COD လေးက130 degree ဒီ COD နဲ့ BOE လေးဆိုတာကထိတ်ဆန်းတော့ဖြစ်နေမယ်။နော်ဒီတတိယ BOE မှာ down တော့ဆိုတော့သောသရပါတိပြီးတိပြီးဆိုတော့ B နဲ့ C နဲ့ညီနေကြောင့်မလို့ B နဲ့ C ကိုလည်းရှာလို့ရတာပဲเนาะ။ဒါလေးကိုတော့ကြည့်ကြမယ်။ down COD ဟာအဝမိုင်းငယ် CD ကဘိုမခန်ဆန္ဒတော့ဖြစ်တယ်။ ။နောက် A ဟာအဝန်ပိုင်းငယ် CD ကကြံဝန်းမှာခံစားအောင်ဖြစ်တယ်။ဒါကြောင့်ဆက်တဲ့ချက်အရာတောင်း COD ဆိုတာ2 A ရမယ်။တောင်း COD က110 degree ပေးထားတယ် equal to 2 A A ဆိုတော့110ကိုသူနဲ့စားတော့55 degree ရမယ်။ဒါ A ရဲ့တန်ဖိုးရပါပြီ။တောင်း BOE နဲ့တောင်း COD နဲ့ဟာထိတ်စံအောင်ဖြစ်နေတယ်။ထို့ကြောင့်တောင်း BOE က110 degree ထွက်လာမယ်။နောက်တတိယ BOE မှာ OB နဲ့ OE တူတဲ့အချင်းဝက်တွေဒါကြောင့်မို့လို့ C နဲ့ B နဲ့က မနာညီရတော့ညီပါတယ်။အထရိကန် BOE မှာ C ရ B ရတောင့် BOE ပေါ့ -10 ဒီဆိုတော့တွေ့တရှိပြီးသားဖြစ်တယ်။ဘယ်ကြောင့်ဆိုသတိရည်ဒီတော့အပေါင်းလက်ဖြစ်တယ်။ B နဲ့ C နဲ့တူတယ်ဆိုတော့ပြောထားကြအောင်လို့ဒီမှာ C နဲ့ B စားထိုးရတော့ရှိရင် B နဲ့မှာ C စားထိုးလိုက်ရတယ်။ဒါမှတော့ B နဲ့က B B 110 degree ရောက် Y 80 degree ရမယ်။ 2B 110 degree ရောက် Y 80ဆိုတော့ B ကိုရှာလိုက်တဲ့အခါမှာဘယ်လောက်ရလဲဆိုတော့35 degree ရမယ်။ ီက35ဆိုလို့ရှိရင်စီက35ဒီဂရီရပါဒီတော့ဒီပုံစံမှာနံပါတ်5မှာရှာဖွေတွေ့ရှိချက်ရ A က55ဒီဂရီရမယ် B က35ဒီဂရီ C က35ဒီဂရီရမယ်ပြီးတော့ဒီနံပါတ်5ပုံစံမှာသုံးထားတဲ့ဆက်တွေ့ချက်ကဘိုးမခန်းစံတော်အောင်ဒီဝုံးဝါခန်းစံတော်ကမဆရှိရဆိုတဲ့ဆက်သုံးထားတယ်နောက်တတိယကံတစ်ခုမှာနနာနနာညီနတော့ညီတယ်ဆိုတဲ့ချက်သုံးပြီးတော့အဲ့နတော့ရဲ့တံမှုရှာတာကိုသုံးထားတယ်ဒီနံပါတ်5လေးကိုလည်းနားလည်းပဲထင်ပါတယ် နံပါတ်6လေးကြည့်အောင်နံပါတ်6မှာက A ရယ် B ရယ် C ရယ်ဆိုတာရှိမယ်ဒီပုံလေးကိုရေးလေ့လာမယ်ဆိုလို့ရှိရင်ဘာတွေတွေ့ရလဲဆိုလို့ရှိရင် PS ကအချင်းမျိုးဆိုတာတွေ့ရမယ်ဒီတော့ OQ နဲ့ OP ကအချင်းဝက်လေးဆိုတာတွေ့ရတယ်တောင်းတောင်း PRQ 30 degree ပေးထားတယ်ဒီမှာတွေ့ရှိချက်အရ A ဆိုတာလေးကအချင်းဝက် OQ နဲ့ OP နဲ့ဈာမဖြစ်တဲ့တော့ဖြစ်ကြမှာ A ဆိုတာကဘိုးမခန်း OMPQ ကဘိုးမခန်ဆောင်တော့ဖြစ်တယ်ဒီတော့ OMPQ ကဘိုးမခန်ဆောင်ရှိရဆိုတော့ OMPQ ကခြံတဲ့ OM ခန်ဆောင်တော့ရှိမရှိကြည့်လိုက်တဲ့အခါမှာမရလာလဲဆိုတော့ဒီမှာတောက် PRQ ဆိုတာတော့တွေ့ရမယ်ဒီတော့ဘိုးမခန်ဆောင်တော့ A နဲ့ဒီ PRQ ရဲ့ဆက်လက်ချက်ကဘာလဲဆိုတော့ A ဆိုတာက2 down PRQ ဆိုတော့တွေ့ရမယ်ဒါကြောင့်မလို့ A ရဲ့တံမိုးရလာမယ်ဒီအတံမရပြီဆိုလို့ရှိရင်ပါဆက်ရမလဲဆိုလို့ရှိရင်ဒီ ချင်းမြင့် POS မှာ POS ကတောင်းထောင်းဖြစ်နေတယ် A နဲ့ C နဲ့ဟာတောင်းထောင်းဖြစ်ပဲပေါ့နော်အခု A တောင်းဖို့တည်ပြီဆိုတော့ C တောင်းဖို့လေးရမယ်။နောက် C တောင်းဖို့ရပြီဆိုတော့ C လေးကဘလိုဖြစ်လာဆိုတော့ဒီမှာရှိတဲ့ OQ အချင်းဝဲရဲ့ OS အချင်းဝဲစုံတဲ့နေရာမှာရှိတဲ့တောင်းဖြစ်တယ်။ဒီတော့ဒီ C တောင်းစီလေးဆိုတာကဒီမှာရှိတဲ့ Wi-Fi QRS ကနေမှဘိုးမခါစားတောင်းဖြစ်နေတယ်။ဘိုးမခါစားတည်ပြီဆိုလို့ရှိရင်ဒီ Wi-Fi QRS ကနေမှ ကျွန်တော်ဝိုင်းမှာခန်းစားတော့ရှိမရှိကိုရှာလိုက်တဲ့အခါမှာ down b ဆိုတော့တွေ့ရမယ်ဒီတော့ c ဆိုတာက2 down b ဆိုတော့ရမယ် c က down ဖောင်းပြပေးရတွတ်ထားပြီးသားရှိပြီဆိုတော့ b ကိုလည်းတွေ့လို့ရပါပြီပေါ့နော်ဒီတော့ဒီပုံလေးကိုကြည့်ပြီးတော့စဉ်းစားရတဲ့ပုံလေးကိုနားလည်းမတင်ပါနဲ့တော့ဆက်တွေ့ရအောင်ပထမဆုံး a ကိုရေးရှာမယ်ပုံအပြင်းထားချက်အရာ a ဆိုတာကအဝန်းပိုင်းပုံလေးခွဲပြထားတယ် a ဆိုတာဝန်းပိုင်း pq ကနေမှာဘောမှာခန်းစားတော့နောက်တစ်ခု ဒီ online pq ကနေမှာပဲ channel online ခန်းစားတောင်းရှိလားဆိုကြည့်လိုက်ခါမှာ down p r q 30 degree ဆိုတွေ့ရတယ်တော့ဒီ a နဲ့30 degree ဆက်တဲ့ချက်ကဘာလဲဆိုတော့ a ဆိုတာက2 down p r q ဆိုတော့ရမယ်ဒါကြောင့်မို့လို့2 into 30 degree မို့ a က60 degree ဆိုရမယ် a ရမီဆိုရင်ဘာဆက်ရှာလို့ရလို့ရှိရင် a နဲ့ c လေးက down ဖြောင်းဖြစ်ဖြစ်နေအောင်တွေးရတယ်။ဒါကြောင့်မို့လို့ down ဖြောင်း pos မှာ a + c က180 degree ဘာမှမပြောကြောင်မလို့ A နေရာမှာ60 degree ကြောင်မလို့ C က120 degree ဆိုတော့ရပါမယ်။ C ရပြီဆိုရင်ဘာထပ်ထွက်လို့ရလဲဆိုတော့ C ဆိုတာက warm by QS ကနေမှဘိုဟိုမှာခံစားရတောင်းဖြစ်တယ်။နော် C ဆိုတာ warm by QS ကဘိုဟိုမှာခံစားရတောင်းတနည်းအားဖြင့်ဒီ warm by QS ကနေမှကျန်တဲ့ warm by ခံစားရတောင်းရှိမရှိရှာလိုက်တဲ့အခါမှာ B ဆိုတာလေးတော့တွေ့ရတယ်။ဒါကြောင့်မလို့ C ဆိုတာက 2B ဆိုတာဆက်လက်ဆုံးရပါမယ်။ C ရရှာလိုက်ပြီးတော့120 degree equal to 2B ရမယ်။ထို့ကြောင့် B ကဘယ်လောက်ရလဲဆို60 degree ရမယ်။ အပြင်လေးတက်ပေးရမယ် AR 60 degree ရမယ် BR 60 degree ရမယ် CR 100 degree ရမယ်ဒါနံပါတ်6ရဲ့ဖြည့်ရှင်းချက်လေးပါနားလည်မထင်ပါနဲ့နံပါတ်9ကကြတော့ပုံမှားတဲ့ down ADB ADB ဆိုတော့ဒီ down လေးနောက် down ACB ACB ဆိုတော့ဒီ down လေးဒီ down တစ်ခုကိုရှာပေးရမယ်တဲ့ပြီးတဲ့ချက်ကဘာရှိလဲဆိုတော့ O ဘိုးရှိဆိုရင်ရှိမယ်အချင်းမြင်းနှစ်ချောင်းတွေ့ရမယ် BD နဲ့ AC နောက်ဒီမှာရှိတဲ့ အိုးမိုင်း AB ကနေမှာဘိုးဘခန်းစနားတောင်းလေးပေးတာလေ88 degree ဆိုတည်ရမယ်ဒီတော့တောင်း ADB နဲ့ ACB ဘလို့ရှာမလဲစဉ်းစားကြည့်အောင်ဒီမှာတူညီတဲ့တစ်ခုကပါလဲဆိုလို့ရှိရင်လိုလိုချင်တဲ့တောင်း ADB ကလည်းအိုးမိုင်း AB ကနေမှာကျန်အိုးမိုင်းမှာခန်းစနားတောင်းနောက်တောင်း ACB ဆိုတော့လည်းအိုးမိုင်း AB ကနေမှာကျန်အိုးမိုင်းခန်းစနားတောင်းဖြစ်တယ်အပေးထားတဲ့88 degree ဆိုတော့လေတောင်းအဝိုင်း AB ကဒီမှာဘိုးဘာခန်းစားတော့ဖြစ်တယ်။ဒါကြောင့်မဆက်တဲ့ချက်က ဘိုးမခန်းစနာတောင်းဒီဒီဝမိုင်း AB ကအခြားဝမိုင်းခန်းစနာတောင်းရဲ့နှစရှိရဆိုတဲ့စတဲ့ချက်ကိုရရှိမယ်။ဘိုးမပေးထားတဲ့ကတောင်း AOB က88ဒီဂရီပေးထားတယ်နော်။တောင်း AOB ဆိုတော့ဘာလဲဆိုတော့ဝမိုင်း AB ကဘိုးမခန်းစနာတောင်းဖြစ်တယ်။တောင်း ADB ရဲ့ ACB တို့ဟာဝမိုင်း AB ကကျန်ဝမိုင်းခန်းစနာတောင်းအဲကြောင့်မို့ဆက်တဲ့ချက်ကဘာလဲဆိုရင် down AOB ဆိုတာက2 down ADB တနည်းအားဖြင့် down AOB ဆိုတာ2 down ACB ရတယ် ထို့ကြောင့် .adb ဆိုတာဘာလဲဆိုရင် equal to half into .aob ပေါ့နော် aob က88 degree ပေးထားကြအောင်ကိုစားတဲ့အခါမှာ44 degree ရမယ် adb နဲ့ acb ရဲ့အတူတူပဲဖြစ်ကြအောင်လို့ .acb ရဲ့လည်း44 degree ရမယ်အဖြေတစ်ခုလုံးတက်ပေးရမယ်ဒေါ်ဂရစ်တင်ကန်းစာလေးရတော့ဒီချိန်က5.4ပေါ့နော်ဘာအလုံး9ပုတ်ရှိပါတယ်9ပုတ်မှာသုံးသွားတဲ့ဆက်တွက်ချက်တွေကဘာလဲဆိုရင်စဝိုင်းတန်းတစ်ခုဒီမှာရှိတောင်းတောင်း60ဒီဂရီသုံးသွားရတယ်။နောက်တောင်းဖြောင်း ဝိုင်းတဲ့ဒီဂရီရှိရသုံးထားရတယ်နောက်ကနနာညီရေနှစ်တောင်းညီဆိုလည်းချက်သုံးပေးထားရတယ်အဝမ်းပိုင်းတစ်ခုကဘောဟိုမှာခန်းစားတောင်းတည်သူနေတဲ့အဝမ်းပိုင်းဖြစ်ရမယ်ကြံအဝမ်းပိုင်းအဝမ်းပိုင်းနိုင်ခန်းစားတောင်းရမဆရှိရဆိုတဲ့ချက်သုံးပါပြီတယ်နောက်ကလေးတင်ကန်းစာလေးတွေကိုနားလည်ပေလို့ထင်ပါတယ်ရှင်းပြတာလေးတွေကအားလုံးပဲကြိုးရှိတယ်ဆိုလို့ရှိရင် Maskai MM Channel လေးကိုကျေးဇူးပြု၍ Like Subscribe Share လုပ်ပေးနိုင်ပါတယ်အားလုံးအဆုံးသတ်ကြည့်ကြည့်ကျေးဇူးတင်ပါတယ်မြန်မာရှင်တို့နေလေးဖြစ်ပါစေ